ားလုံးပဲမင်္ဂလာပါခင်ဗျာအခုမနက်မှာကျင်းပနေတဲ့1 Friday 529ရဲ့မြန်မာပြည်သက်တွေစိတ်ဝင်စားဆုံးပွဲဖြစ်တဲ့ဆိုလီဦးနဲ့ရုရှားဖိုင်တာဒီမီထရီကော့ပထွန်တို့ရဲ့ပွဲပြီးဆုံးသွားခဲ့ပါပြီဒီပွဲမှာဒီမီထရီကော့ပထွန်ကအမှတ်ဆုံးပြချက်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျာဆိုလီဦးအနေနဲ့အခုပွဲမှာလဲပုံစံကောင်းမပြနိုင်ခဲ့ဘူးသူကပွဲစကြတဲ့ကအင်တာဗျူးပြောကြတဲ့ဟာဗျာ ီဘွဲမှာကျွန်တော်ကအလဲထုံးနဲ့ချုံးရင်ချုံးမဟုတ်ရင်အလဲထုံးနဲ့နိုင်တာပဲဖြစ်ရှင်တယ်အမတ်နဲ့နိုင်တာမျိုးကျွန်တော်မလို့ခြင်းမှုဆိုပြီးပြောထားခဲ့တယ်အဲ့တော့တကယ်အမတ်နဲ့ခြင်းနဲ့ချက်ထဲမှာအဲ့လိုအမတ်ဆုံးပြချက်နဲ့ခံယူရမယ့်အချိန်အမတ်နဲ့နိုင်အောင်လုပ်ရမယ့်အချိန်တော့သူမလုပ်တတ်တော့ဒီလက်သီးမာကိုဒါကိုပဲအားပြုပြီးသူထိုးနေတယ်ဒီပွဲရှိတွင်မှာသူကပထမပွဲရှိမှာပေါ့လေအဲကော့ပထွန်းရဲ့မျက်လုံးကိုနှိုက်လိုက်ပြီးတလို့ဖြစ်သွားတာလေတစ်ချက်ရှိတယ်အဲ့တော့ပွဲနည်းနည်းလေးရပ်ဆိုင်တယ် ရဆိုင်ပြီးတော့ပြန်ပြီးတော့စတယ်ပေါ့အဲတတိယပွဲစီမှာတော့သူထိုးလိုက်လို့ဟိုတစ်ချက်ထိမှန်တဲ့အချိန်မှာတော့ဒီမီဒီကော့ထုံးကဒီအန်ကက်လေးပါလေးလွတ်ကြသွားတယ်အဲ့လိုတော့ကျွန်တော်မြင်ခဲ့ရတယ်ပေါ့နှစ်ယောက်ပူကပ်ပြီးထိုးတဲ့အချိန်မှာသူကတစ်ဖက်သက်ကြီးကိုအပြတ်သက်ကြီးထိုးလိုက်တာမျိုးတော့မဟုတ်ဘူးပူကပ်ပြီးထိုးတဲ့အချိန်မှာကော့ထုံးစီကနေအဲ့လိုအန်ကက်ထွက်ကြသွားတယ်ပေါ့လေအန်ကက်ပြန်တက်ရတော့ကျွန်တော်ရှိတယ်ဗျပထမပွဲစီမှာအစိုင်းမှာအကဲဆန်းပြီးတော့သူတို့ထိုးကြတယ်ရှီကန်ချက်တွေနဲ့ပြည့်လွတ်တယ်နောက်ပြီးတော့လက်တိချက်တွေအကဲဆန်းတယ် ပထမပွဲစီကတော့အဲ့လောက်ကြီးမကောင်းခဲ့ဘူးဗျတယောက်နဲ့တယောက်ဟိုအထာကြကြပေါ့လေအကဲဆန်းအောင်လောက်ပဲရှိတယ်မင်းပါလဲငါပါလဲမင်းကဘာပြင်လာလဲမင်းရဲ့ game plan ကဘာလဲငါရဲ့ game plan ကဘာလဲဆိုတော့စမ်းနေတဲ့ပုံစံလောက်ပဲရှိခဲ့တယ်အဲဒုတိယပွဲစီကတော့တကယ်ကြီးကောင်းတယ်ဒုတိယပွဲစီမှာတော့အပြန်ဆိုင်ထိုးလာကြတယ်ကော့ပထုံးကလည်းတော်တော်လေးကိုအားထုတ်ပြီးတော့ထိုးသွားတယ်ဒီနေရာမှာကျွန်တော်ပြောရမယ်ဆိုရင်ဗျကော့ပထုံးရဲ့ဒရောင်ချက်တွေကိုတမ်နီဆိုကြီးအနေနဲ့ကာတော့ကာနိုင်တယ်အကောင်းဆုံးတော့မဖြစ်ခဲ့ဘူး ။ဘာကြောင့်လဲဆိုတော့တချို့တချို့ဘယ်တောင်ချက်တွေကသူ့ရဲ့မျက်နှာကိုဝင်တယ်ဗျ။အဲဒါကြောင့်ဒုတိယပွဲစီနဲ့တတိယပွဲစီတချို့အချိန်တွေမှာကြည့်လိုက်ရင်တမ်မီဆိုရင်နည်းနည်းလေးရိမ့်ရိုင်သွားတယ်ကျွန်တော်မြင်ကြရလိမ့်မယ်။အဲလက်တိချက်တွေခြင်းအပြန်ပြီးထိုးတဲ့ပွဲတော့မှန်ပါတယ်။ဒီပွဲမှာချိန်ကန်ချက်တွေသိမ့်မတွေ့ကြရဘူး။ကော့ပထွန်ကလည်းလက်တိချက်ကိုဆိုင်ထိုးပြန်ထိုးနဲ့ထိုးတယ်။အဲသိုးလင်းကလည်းလက်တိချက်ကိုအပြုပြီးတော့အမှတ်ရဖို့ကြိုးစားခဲ့တယ်။ဒါပဲရှိတယ်ပေါ့လေ။ဒါပေမဲ့လက်တိချင်းရှင်ထိုးတဲ့ပွဲမှာတော့မှ ယူရာပိုင်းဆိုင်ရာအားနည်းတဲ့အတွက်ဆိုလင်းဦးကရှုံးသွားခဲ့ပါပြီဒီတော့ဆိုလင်းဦးအနေနဲ့ဘာတွေပြင်ဆင်မှုလိုတယ်လဲပေါ့လေဒါကိုပြန်ပြီးတော့အကဲခတ်ရလိမ့်မယ်လို့ထင်ပါတယ်အခုဆိုရင်1မှာကျွန်တော်တို့ဒီ၃ဘက်ဆက်တိုက်ပေါ့လေနာဘီကိုသူရှုံးခဲ့တယ်အာဘီဆက်ဆန်ကိုရှုံးခဲ့တယ်ဟုတ်ကော့ထုံးကိုရှုံးခဲ့တယ်ဒီတော့သူ့ရဲ့1ချန်ပီယံရှစ်စာချုပ်ဟာဘယ်လောက်ကြံပါသေးတယ်လဲဒါလည်းစိတ်ဝင်စားစရာကောင်းလာပြီအခုပုံစံအတိုင်းဆိုရင်တော့သူ့ကို1ကစာချုပ်တင်ပေးတော့မှာမဟုတ်တော့ဘူးဒီပွဲမှာရှုံးနေလိုက်တဲ့အတွက် သူဟာကံကြောင်းမလာရင်နောက်တစ်ပတ်မှာ one friday fight ကိုဆင်းထိုးရတဲ့ပုံစံမျိုးဆိုလင်ဖြစ်သွားနိုင်ပါတယ်ဗျဒါ ਈ လဲထက်ပြီးစဉ်းစားရမယ့်အခြေအနေတွေဖြစ်လာခဲ့ပါပြီတပတ်ကကော့ထွန်းကတော့နောက်ဆုံးထိုးခဲ့တဲ့ဒါနှစ်ပွဲဆက်တိုက်နိုင်သွားတော့ပေါ့လေဆူအဘလက်ကိုလည်းနိုင်တယ်ဆိုလင်ကိုလည်းနိုင်တယ်ဒီတော့သူ့အနေနဲ့1 fight night မှာပွဲရဖို့ကနေ1ပြိုင်ပွဲကြီးမှာတက်ထိုးခွင့်ရဖို့အထိစေကူးရင်ခွင့်တွေရှိလာခဲ့ပါပြီဆိုလင်အနေနဲ့ဘာတွေဘလို့ပြင်ဆင်ရမလဲရဲ့နောက်ပြီးတော့အလဲထိုးမှနိုင်မဲတို့မာဂုံတို့ဘာတို့တွေကိုမေးလိုက်တင်ပါပြီ အဲ့တော့ကိုကအမှတ်နဲ့နိုင်မှုဆိုရင်ဘာတွေလုပ်ရမလဲတိုင်ဘက်ကကိုကိုဒီလိုအလဲထိုးမယ်ဆိုတာကို သိတဲ့အတွက်အဲ့ဒါကိုညှူပြီးတော့ပေါ့လေအမှတ်နဲ့နိုင်မှု तू ကနေစူးစမ်းသွားရင်ကိုကဘလို့နီးနဲ့အตาရအောင်လုပ်မလဲဆိုတာတွေကိုမြန်မာဖိုက်တာတွေအားလုံးအဖြေရှာသင့်ပါပြီဆိုလင်းဦးအတွက်တော့ဒါစိတ်မကောင်းစရာပဲမြန်မာဖိုက်တာတွေမင်းညာတပ်ပိုင်အောင်ရှုံးနေဒီနေ့မှမနဲ့ပဲရှိသေးတယ်ဆိုလင်းဦးရှုံးသွားပြန်ပါပြီအမှတ်ဆုံးပြတဲ့နဲ့ရှုံးတာပေါ့လေဆိုလင်းဦးက၃ဘွဲဇက်တိုက်ကို သူအလဲထိုးနေနိုင်ခဲ့တယ်။သုံးပွဲဆက်လိုက်ကိုအမှတ်ဆုံးပြချက်တွေနဲ့ရှုံးခဲ့တယ်ပေါ့။အဲ့မှာမြန်မာပြည်သက်တွေပြောလို့ပြောလို့ရှိရဲ့မာဂုံမာဂုံဆိုတာအခုတော့မာဂုံကအလုံးမဖြစ်တော့ပါဘူး။ကိုယ်စီမှာ game plan နဲ့ view အကောင်းကောင်းရှိမှာပဲ။ one မှာဆက်လက်ရည်ရည်လို့ရမှာပါ။ဆိုလိုအနေနဲ့ရှေ့လာမယ့်ပွဲစဉ်တွေမှာတော့အကောင်းဆုံးပြန်လာနိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာ။ကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။